နင်းတို့ခုရောက်နေတဲ့နေရာကတော့ဖြိုက်တောင်ပါရှင်ဖြိုက်တောင်ကိုဝင်ရောက်လည်ပတ်မယ်ပြီးရင်တော့မြင်းမထီကူကိုတွားရောက်လည်ပတ်မှာဖြစ်ပါတယ်မြင်းမထီလိုင်ကိုအစကနေအဆုံးကိုရိုက်ပြပေးသွားမှာဖြစ်ပြီးနင်းနဲ့တူတူလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်နော်နောက်ခုရောက်နေတဲ့နေရာကတော့ဖြိုက်တောင်လို့ခေါ်ပါတယ် လွှာငန်းနဲ့အနီးပတ်ဝန်းကျင်မှာရှိပါတယ်။ DO တောင်ကိုမြိုက်တောင်လို့ခေါ်ခြင်းကြောင့်ရင်ကတော့အကြောင်းကြတစ်ခုပေါက်သွားတာအနေနဲ့စပြုမယ်လို့ပဲထင်ပါတယ်။ဒီနေ့နဲ့တူတူဒီမြိုက်တောင်ရဲ့နှာပြားတွေလိုက်ပါခန်းစားဖို့ဖိတ်ခေါ်လိုက်ပါတယ်။တိုင်းတူတူလိုက်ခဲ့ကြပါအောင်နော်။ ခုလက်ရှိမြင်နေရတာတော့ပြိုက်တောင်ရဲ့ဝင်ပေါက်ပါဘေးတချက်ဆက်မှာဒီလိုဆိုင်ကလေးတွေလည်းရှိပါတယ်ဝါဝါလေးတွေအမ်ပါဝါလေးတွေအဲ့ဒါလေးတွေနင်ကတော့ဆက်ဆက်အောင်ဆုံးပန်းနေကြည့်ပြီးသဘောတွေကြာနေတာရှင်ပြင်းမှာ ဖြိုက်တောင်ကတပုံရိုက်လို့ရင်အကောင်းတဲ့နေရာတစ်ခုပါနော်ဒီဖြိုက်တောင်ကိုလာမယ်ဆိုလို့ရှိရင်ဖြိုက်တောင်တက်တဲ့တက်တော်ဝင်ကြီးမပေးရပါမယ်ဒီဖြိုက်တောင်ရဲ့အဝင်ပေါက်မှာရှိတဲ့ဒီပန်းကြီးပေါ့နော်အဲပန်းကြီးမှာရိုက်မယ်ဆိုလို့ရှိရင်တော့အထဲမှာပဲရိုက်ပြင်းမှာပဲရိုက်တရက်ကို2000ကျပ်ပါတဲ့ညလုံးမှာအချိန်မရတာလေဒီကြောင့်မို့လို့ပန်းလေးတော့မရိုက်ခဲ့ပါဘူးအချိန်လေးရမယ်ဆိုရင်တော့ပန်းလေးနဲ့ရိုက်တာလည်းလှပါတယ်နော်ခုတော့နင်းတို့ကဖြိုက်တောင်ပုံချင်းကိုဖြတ်ကြည့်ပါမယ် ောက်ပြန်လာပြီဆိုတာဩဒီရလားဒီဖြိုက်တောင်အောင်ဆိုလို့ရှိရင်အာကွေကောက်ကြောင့်ညတစ်ခုဖြစ်တယ်ဖြိုက်တေးဆောင်ဖြိုက်နေအဲကွေကနစ်ကောပြစီအမီဆိုတော့နေရာရိုက်ခဲ့ရင်းနဲ့ဒီနေရာလေးကလူစိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့နေရာလေးကိုပြောရင်တော့မမှားပါဘူးရှင်အခုတော့ဓာတ်ပုံရိုက်အောင်ပဲရှိပါတော့တယ်ရှင်ဓာတ်ပုံရိုက်ဖို့နေရာလေးရှာပါတယ်အဲ့ချိန်မှာ baby pc က သူအပေါ်တက်ချင်တာတဲ့အဲ့တော့လေ baby pc ခေါ်ပြီးတော့အပေါ်တက်ခဲ့ရပါတယ်ရှင်ဘေဘီလေးကလည်းဘလောက်တောင်တက်ချင်လဲဆိုတူးချီတော့နဲ့တက်တာနော်တောက်လျှောက်ပဲတချမ်းမှမညီဘူးသူလှုပ်ချင်တာများလှုပ်နေရရင်တချမ်းမှမညီပါဘူးရှင်ရိုက်တောင်ရဲ့ပဝန်းကျင်လှတွေကို360ကင်မရာသုံးပြီးတော့ရိုက်ပြပေးထားပါတယ်နော် တကယ်တမ်းပြိုက်တောင်ရဲ့ဒီဘက်ချမ်းကိုဟိုဘက်ချမ်းကိုတားလှပါတယ်ပေါ်ထိတက်ချင်တာဆိုတော့ပေါ်ထိ တက်ကြည့်ကြပါတယ်ဒါပေမဲ့အနားထီတော့တိတ်တော့မရပါဘူးဒါတော့ပေါ်ထိထက်တက်အောင်မှာဆိုပဲဆင်းရအောင်ထက်တက်လို့မရတော့ဘူးဆိုပြီးတော့ပဲအတင်းခေါ်ဆင်းလာပါတော့ရှင် ဒီ footage လေးတွေကတော့ DJI Osmo 360သုံးပြပြီးရိုက်ထားတာဖြစ်ပြီးတော့ DJI Mimo app နဲ့ edit လုပ်ထားလေးတွေပါရှင်ခုနောက်ပိုင်း360 camera ရဲ့အားသာချက်ကလေးရိုက်တက်တက်မရိုက်တက်တက် camera တစ်ခုကင်ထားရုံနဲ့တင်ကိုလိုချင်တဲ့အဲဒီအနေထားရှုထောင့်မျိုးစုံကနေပြန်ပြီး edit လုပ်လို့ရတာတခုကတော့အားသာချက်ပါရှင် ုဖြိုက်တောင်းနေဘယ်ကိုသွားမလဲဆိုမြင်းမထီကူသွားမှာပါဒါမြင်းမထီကူသွားတဲ့လမ်းဘေးတစ်ဖက်တစ်ချက်ဝဲရမှာမြင်ရတဲ့ရှုပ်ဝင်းလေးပါရှင်ကဲနင်းနေတူတူမြင်းမထီကူလိုက်ခင်ပါဦးနော်ဒီမြင်းမထီရွာဆိုလို့ရှိရင်ပင်လယ်ရေမျက်နှာပြင်အထက်462ပြီမှာတရှိပါတယ်ဒါမြင်းမထီကူရှေ့ရနေပြီးတော့ကူရဲကိုမဝင်ခင်တွေ့ရတဲ့ဝင်ပေါက်ပါကဲနင်းတို့လိုင်ကူရဲကိုတူတူဝင်ကြည့်ကြရအောင်နော်အဲဒီလိုင်းကိုအဆအဆုံးထောက်လျှောက်ကို ်ဒီပြသွားပေးသွားမှာဖြစ်တယ်အတူတူလိုက်ခဲ့ကြပါဦးရှင်ဆိုရင်မန္တလေးကနေရွာငန်းထောက်လျှောက်ဆင်းလာတာပါရွာငန်းမျက်စိစေးကိုမှာရှိတဲ့ဖုန်ကြီးเจ้าမှာခဏတစ်ဖြုံနားပြီးတော့တောက်လျှောက်ညီတို့ကနန်းကြရေးတကွန်သွားရင်စိတ်နေပါပဲ တကူဒီမြင်မထီသွားတယ်ဖြိုက်တောင်သွားတယ်ဆိုတော့နည်းနည်းလေးတော့လွာခီးလေးပန်းလာတယ်ဆိုတော့နည်းနည်းလေးတော့ခီးပန်းနေတဲ့ရုပ်ကလေးတော့နည်းနည်းပေါက်တာပေါ့နော် ီလိုင်းကွာလေပြင်းဦးလေးမှာရှိတဲ့ပိတ်ချင်းမြောင်လိုင်းကိုလိုမျိုးပဲဒါပေမဲ့သူဒီမြင်းမထီလိုင်းကိုနဲ့ပိတ်ချင်းမြောင်လိုင်းကိုရွာချကြတယ်ဘယ်လိုပြောရမလဲဆိုရင်အဲပိတ်ချင်းမြောင်ကအထဲကိုရောက်သွားလေလေမွန်းလာတဲ့အသက်ရှူမဝတယ်လို့အသက်ရှူကျက်တယ်လို့နှင်းပေါ့နော်နှင်းတော့အဲ့လိုခံစားရတယ်ဒါပေမဲ့ဒီလိုင်းကူရဲဝင်လိုက်တဲ့တောက်လျှောက်အစအနေအဆုံးမှာလို့အသက်ရှူကျက်တာမျိုးမွန်းလာမျိုးလုံးဝမခံစားရဘူးလေဝင်လေထွက်တော်တော်လေးအဆင်ပြေတဲ့လိုင်းကိုလို့ပြောလို့ရပါတယ် လိုင်ကူတဲ့တောက်လျှောက်အစအနေအဆုံးရိုက်ပြပေးသွားမှာမဟုတ်လို့အတူတူလိုက်ခဲ့ပါအောင်နော်လိုင်ကူတလျှောက်လုံးမှာမီးတွေထွန်းထားတာလေတော်တော်လေးအဆင်ပြေရဲ့မီးလင်းရောင်ကလင်းထိန်နေတာပဲနောက်ပြီးသူ့ရဲ့လျှောက်လန်းတလျှောက်မှာလည်းသူကလေလိုင်ကူလူလိုင်ကူလည်းဖြစ်တော့ရေဆူဆီဆူဆီလေးရှိရဲအဲ့ဒါအောင်တောက်လျှောက်ဒီလိုမျိုးပိုက်ဖြားလေးတွေခင်းပေးထားတယ်။ချောမှာပြုတ်မှာလည်းတိတ်ဆိတ်မပူပါဘူး။တခုပဲနည်းနည်းအောက်ကကြတော့ရေလေးရေဆူတတ်ရှိတော့ ခြောက်ကလေးတော့အေးတာပေါ့နော်ဒါပေမဲ့ချော်လေးမှပြုတ်မှတော့ဘာမှစိတ်ပူစရာမလိုဘူးတောက်လျှောက်ကိုပိုက်ဖြားလေးခင်းမိထားပါတယ်ဒီလေကတလေးကနေတက်သွားမယ်ဆိုအုံနှလုံးမွေ့ရှင်တော်ကိုပုံမြောင်းနိုင်မှာဖြစ်ပါတယ်။ ှေ့မှာမြင်နေရတော့နဲ့ရီတွင်တဲ့ဒီဒီကြောက်ဆက်ပန်းစွဲတွေကနေကြတဲ့ရီပေါ့နော်ရီစက်ကလေးတွေလည်းခန့်ကြည့်ခဲ့ပါသေးတယ်သိတော့ရီမကြဘူးဒီနားလေးမှာတော့ရီကြတယ်ဆိုပြီးခန်းလိုက်တယ်ကိုလက်ထဲပေါ်ဩကြတော့ကြလာတယ်တော့ ။ကဲနင်းတို့ရှေ့ဆက်ပြီးတော့သွားပါမယ်။အဲဒီလိုင်ကအဲပေရှိတထောင်ကြော်ကြော်လေးတော့ရှိတယ်။နင်းတို့အတိအကျမမတ်မိလိုက်ဘူး။ဟောဒီမှာတွေ့ရတာတော့ဘာရီချပေးထားလဲဆိုတော့ကြောက်ပြင်းနဲ့တနခါတော့နေချပေးထားပါတယ်။တနဝါသနာပိုင်းတနခါသွေးပြီးလင်းလို့ရပါတယ်နော်။ င်းတို့ BNN ကဒီလိုလှိုင်းကူတွေလည်းရောက်ဖို့တယ်ဒါပေမဲ့ BNN လှိုင်းကူကကြာတော့အတွင်းမှာအကျယ်နဲ့ဒီလိုကြောက်ဆက်ပန်းဆွဲ area လေးရခြင်းနဲ့ပြောသူ့ရဲ့အခောင်းပေါက်အတွင်းမှာအခောင်းပေါက်ကြီးကကျယ်ဒီမှာကြာတော့ဒီလမ်းတောက်လျှောက်ကလမ်းတတလေးပေါ့နော်အဲ့လောက်ပဲကျယ်တယ်အရင်ကျယ်တယ်ဆိုတဲ့နေရာမျိုးသိမ့်မရှိဘူးမဲလိုင်ကူဆိုတဲ့အတိုင်းပဲသူကအေးစိမ့်စိမ့်လေးနဲ့လမ်းလျှောက်လို့လည်းကောင်းတယ် ်လေဝင်လေထက်လည်းကောင်းတဲ့ကြောင့်မို့လို့အသက်ရှူရတာပါညာလည်းအဆင်ပြေတယ်ခုဒီနေရာလေးတွေဆိုရင်တော့နင်တို့ခုလာခဲ့တဲ့လမ်းတောက်လျှောက်မှာရှိတဲ့နေရာတွေထပ်တော်နည်းနည်းလေးတော့ကျင်းပါတယ်။ကြောက်စင်ကြီးတဲ့ ာလေးဆိုရင်လူတကူစာသွားယုံတတလေးပေါ့နော်ခုဒီမှာမြင်နေရတဲ့ရေခမ်းလေးကတော့ဒီကြောက်ဆက်ပန်းစိုးရီကနေကြားတဲ့ရေကိုခံထားတာပါအပြည့်ပဲเนาะအေးစိတ်နေရပါပဲ

င်ချီတိုင်းနဲ့ဆင်ချီတိုင်းနဲ့ဒီကလောက်ကျင်းသွားလဲပဲလေအသက်ရှူလုံးဝမကျက်ဘူးဒီလားတရှူရတာအင်ပြေမိုးနာပါ냐မျိုးခံမခံစားရဘူးပေါ့နော်။တัวအသက်ရှူမကျက်ဘူး။နေလို့ကောင်းတယ်နော်။ းဝိုက်လာဟမ်တရားထွက်လာရောလေဟောမြန်တာကဲခုတော့နင်တို့ထွက်ပေါက်ရောက်ပါပြီရှင် ထွက်နေရလေးကတော့တောက်လျှောက်လေးကားတွေပဲနည်းနည်းတက်ရသလိုဖြစ်တော့နည်းနည်းလေးတော့မောကျင်သလိုဖြစ်ပါတယ်။နင်တို့တက်လာတာနင်တို့ကဒီကနေတက်လာတာဒီဖက်ကိုဆက်ပြီးတက်ပါမယ်။ဒါဆိုရင်တော့ထွက်ပေါက်ရပါပြီရှင်။နင်တို့လှိုင်းကူအစားဆုံးလမ်းလျှောက်လာတာခမန်းချီအဖြစ်ဆိုရင်တော့10မိနစ်လောက်ရှိပါတယ်။ မန်ကူကနေထွက်လာလို့ရှိရင်တော့ဒီနေရာအရင်ဆုံးမြန်မာဖြစ်ပါတယ်။ကိုဒီဇောင်းတန်းတောက်လျှောက်ပါဆိုလို့ရှိရင်ဒီလိုဈေးဆိုင်လေးတစ်ဖက်ချက်မှာခင်းထားတယ်။ပထမနေ့ကဒီဈေးပေါ့နော်။ဒီဇောင်းတန်းနဲ့ဒီဈေးတန်းကြီးကိုအာနည်းနည်းလေးပဲပေါ့နော်။ဟိုဈေးတန်းတူတူလေးလောက်ပဲထင်တာ။ဒီအစကနေအဆုံးထိဆိုရင်ဈေးတန်းရဲ့အရှိရလဲလမ်းလျှောက်ဆို9မိနစ်ကျော်ကျော်လောက်ကိုရှိပါတယ်။ဆိုင်ခန်းနေလေပြည့်လူနေပါပါမယ်။ ဒီဘက်တစ်ချက်မှာဒီလိုမျိုးဆိုင်အပြည့်ခင်းထားတာမျိုးတွေ့ခဲ့ရပါတယ်ဈေးဆိုင်တွေခင်းထားတယ်ဆိုပေမဲ့ဒီခီးသွားပေါ့နော်အဲ့ဒါအတော့တိတ်ပြီးတော့မတွေ့ရတဲ့အတွက်ကြောင့်မလို့ဆိုင်တွေကလည်းရောင်းဝယ်တော့တိတ်မရှိပါဘူးဆိုင်ကနေကပြောမယ်ဆို မျက်စိတစုံပါပဲရှင် ူတော်နင်းတို့လမ်းလျှောက်လာတာတော်တော်လေးလေးလျှောက်ခဲ့ပြီဆိုတော့ရှေ့မှာဆိုရင်တော့ဒီဈေးတန်းကြီးရဲ့အဆုံးထွက်ပေါက်ကိုမြင်နေရပါပြီကဲခုတော့ထွက်ပေါက်ရောက်ခဲ့ပါပြီအခုဆိုရင်တော့မြင်းမတိလှိုင်ကူတော်ရဲ့အစအဆုံးကိုမီယိုလေးတုတ်ပြီးတော့ရိုက်ပူးပေးခဲ့တာဖြစ်ပါတယ်အားလုံးပဲကြိုက်နှစ်တက်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကဲနေ့ရက်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင် နောက်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးပဲဘိုင်ဘိုင်